ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော် Manchester United တင်ရဒီ Uberdan အသင်းကိုနိုင်ပြီးတဲ့ပွဲမှာဆိုရင်ကျွန်တော်တို့အဆင့်6နေရာထီကိုရောက်လာတယ်ဆိုတော့အသင်းရဲ့ခြေစမ်းမတည်ငြိမ်ပေမဲ့ဗျာနောက်ဆုံးတော့ဒါအဆင့်6နေရာထီရောက်လာတယ်ဒါပေမဲ့ဒီမှာတစ်ခုရှိတာက ဒီကျွန်တော်တို့ United အတင်ရရူဘင်အာမိုရင်းရဲ့လက်အောက်မှာတကယ်ရောတိုးတက်နေရလားဆိုတော့အပိုင်းရတာမေးစရာရှိရဗျာဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ Manchester United အတင်ရလက်ရှိဒီအချိန်ရှိရောက်လာတဲ့အချိန်ထိလက်ရှိခြေစမ်းနဲ့ပတ်သက်ပြီးတော့အားနည်းချက်အားသာချက်တွေပေါ်မှာကျွန်တော်ရဲ့အမြင်တွေကိုညီကိုရင်းနဲ့အတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ဒီပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်အသင်းရဲ့ဒီရာသီခြေစွမ်းတကယ်လို့မတည်ငြိမ်ပါဘူးကျွန်တော်အသင်းဒါလိန်ဖက်လိန်ဖက်နဲ့နံပါတ်၁နေရာကိုရောက်လာတယ်ဒါပေမဲ့တကယ်တမ်းအသင်းရဲ့ခြေစွမ်းကိုဗျာဒါအားရစရာလားလို့မေးရဆိုရင်ကျွန်တော်ကတော့ဒီအားစရာမရှိဘူးလို့ပဲကျွန်တော်ကတော့ဖြေရမှာပဲဆိုတော့ဒါကကျွန်တော်မှမဟုတ်ဘူးကျွန်တော် United fan တော်တော်များများလည်းအသင်းရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အားရကြမယ်လို့မထင်ဘူးဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီ19နဲ့ပွဲတွေမှာမနိုင်ခဲ့ရကြောင်းလဲပါမယ်လို့တော့ကျွန်တော်ကထင်တယ်ဒါပေမဲ့တခုရှိတာကျွန်တော်အသင်းဒီရာသီမှာဒါခြေစွမ်းမတည်ငြိမ်ဘူး struggle ဖြစ်နေရမှန်ပဲ ယ်ကျွန်တော်အတင်းတိုးတက်လာတဲ့အပိုင်းတွေလည်းရှိရယ်ပြီးတော့တစ်ဖက်မှာလည်းရုန်းကန်နေရတဲ့အပိုင်းတွေလည်းရှိရယ်ဆိုတော့ကျွန်တော်အတင်းဒီယာဒီမှာတိုးတက်လာတဲ့အပိုင်းကိုတွေ့ကြည့်မယ်ဆိုရင်အဲ့တိုးတက်လာတဲ့အပိုင်းကအတင်းရဲ့အတက်ကင်ပိုင်းပဲဆိုတော့အတင်းရဲ့အတက်ကင်ပိုင်းကတိုးတက်လာရလို့ပြောရင်ဒါညီကိုရီးအမြင်နေမယ်တချို့ပွဲတွေမှာဆိုရင်ကျွန်တော်အတင်းက ကိုရဖို့တဲ့ struggle ဖြစ်တယ်ပြီးတော့ဒီ chunk creation တွေမလုပ်နိုင်တဲ့ဘွဲတွေလည်းရှိရယ်ဒါပေမဲ့ဒီလက်ရှိဒီ step တွေအရာဆိုရင်ကျွန်တော်ကျွန်တော်အတင်းရဒီရာသီမှာဒါမနစ်ကရာသီတက်ဆိုင်အတင်းရ attack game ဘိုင်းကတော့တော်တော်လေးတူးတက်လာတယ်ဆိုတော့ကျွန်တော်အတင်းရမနစ်ကရာသီအခြေအနေကိုတော့ကြည့်မယ်ဆိုရင်ကျွန်တော်အတင်းရမနစ်ကမှာဆိုရင်ကျွန်တော်အတင်းရ goal bar gain ရဗျာတပွဲကိုကျွန်တော်တို့1.26ပဲရှိရယ်ဒါပေမဲ့ဒီရာသီမှာတော့အဲ့ဒီနေရာမှာ1.57အထိကျွန်တော်တို့ရောက်လာတယ်ပြီးတော့ဒီ expected goal bar gain ကိုကြည့်မယ်ဆိုရင်လည်းမနစ်ကကျွန်တော်တို့ဒီ1.42ပဲရှိရယ်ဒါပေမဲ့ဒီလက်ရှိဒီရာသီမှာဆိုရင်1.90အထိရောက်လာတယ် တယ်ပြီးတော့ကျွန်တော်တို့ဒီ total shot ပါဂိမ်းကိုသွားကြည့်မယ်ဆိုရင်လည်းကျွန်တော်အတင်းရတပွဲကိုပြန်မြဒီ50.3ဆိုတော့15ဂိမ်းနဲ့အထက်ကိုကန်သွင်းနေရလို့ပြောလို့ရတယ်ဆိုတော့ဒီအချက်ကလက်ရှိ Premier League ရဲ့တော့အတင်းနေထဲမှာလည်းပါတယ်နောက်တစ်ခုကကျွန်တော်ဒီညီကိုတွေယုံလားမသိဘူးဗျကျွန်တော်အတင်းထက်ဒီရာဒီမှာဂိုးပို့သွင်းထားနိုင်တာနှစ်တင်းပဲရှိရဲ့ဆိုတော့တတင်းကအာဆင်နယ်အတင်းဖြစ်တယ်တတင်းက Man City အတင်းဖြစ်တယ်ဆိုတော့အာဆင်နယ်အတင်းဆိုရင်ကျွန်တော်တို့အတင်းထက်တာနှစ်ဂိုးပဲပို့ပြီးတော့သွင်းယူထားနိုင်တာဆိုတော့ study အရာဆိုရင်ကျွန်တော်အတင်းရဲ့ attacking ဘိုင်းကတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော် ော်အသင်းရဲ့ဒီ total shot per game နဲ့ဒီလက်ရှိကြီးရသည်ရထားတဲ့ဂိုးရေအတွက်ကိုပြန်ကြည့်မယ်ဆိုရင်ဒီ conversion rate ဘိုင်းကတော့တော်တော်လေးအားနေတယ်ဆိုတော့ execution ဘိုင်းမှာပြဿနာရှိနေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ overall အနေနဲ့ကျွန်တော်ခြုံငုံကြည့်လို့ရတာအတင်းရဲ့ attacking ဘိုင်းကတော့မနစ်ကတည်းကဆိုင်အများကြီးကိုတိုးတက်လာတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်အတင်း struggle ဖြစ်နေတဲ့အပိုင်းတွေလည်းရှိရတယ်။ဆိုတော့ကျွန်တော်ဒီ struggle ဖြစ်နေတဲ့အပိုင်းကိုတွေးကြည့်မယ်ဆိုရင်ကျွန်တော်အရင်ဆုံးမြင်ပြီးတာအတင်းရဲ့ဒီ defensive က consistency မရှိဘူးဗျာဆိုတော့အသင်းရဲ့ဒီ defensive ဘိုင်းက consistency မရှိတာဗျာကျွန်တော်တို့တပွဲနဲ့တပွဲကြားမှာ consistency မရှိတာမဟုတ်ဘဲနဲ့ဒီ minute 90ပွဲတစ်ပွဲအတွင်းမှာပဲဒီ minute 90အတွင်းမှာပဲ consistency မရှိတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတချို့သော moment တွေမှာကျွန်တော်အသင်းရဲ့ defensive line ကတော်တော်လေးကောင်းလိုက်တချို့သော moment တွေမှာကျွန်တော် concentration ခဏလွတ်တော်လိုက် focus လွတ်တော်တဲ့အချိန်မှာကျွန်တော်အသင်း goal တွေပေးလိုက်ရတယ်ဆို defensive က consistency မရှိတာကျွန်တော်ပထမပြဿနာဒုတိယပြဿနာကကျွန်တော်အသင်းကဒီ mifico ရဲ့ central progression မရှိရဘူးဗျာဆိုတော့ဒီဒုတိယအချက် ကကျွန်တော်စိုးရိမ်ဆုံးအချက်လေးဖြစ်တယ်ဗျာဆိုကျွန်တော်ဒီ mephi control မရှိတဲ့အပိုင်းကိုတွက်ကြည့်မယ်ဆိုရင်ကျွန်တော်ကျွန်တော်နားလည်ပေးလို့ရတာလက်ရှိကွင်းလည်ပြဖို့ကစားနေတဲ့ကစားသမား2ယောက်ကဒါ profile အမှန်လည်းမဟုတ်ဘူးပြီးတော့ကစားသမား2ယောက်ဆုံးကလည်းအသက်ရရလာနေတဲ့အတွက်ဒီ mephi control ကမရှိဘူး ဒါပေမဲ့နောက်တစ်ခုထပ်ရှိတာကဗျ system မှာလည်းဒီ central progression မရှိတဲ့ပုံစံမျိုးကိုကျွန်တော်မြင်နေရကျွန်တော် doubt ဖြစ်လာတာလည်း amorin ရဲ့ system ကို doubt ဖြစ်တာလည်းအဲ့ဒီဘိုင်းပဲဆိုတော့ amorin က supporting မှာလည်းဒီ central progression ကိုတိတ်ပြီးတော့အသားပေးတဲ့အထက်မှာမပါဘူးသူအဓိကဒီ ball position အတွက်ဒီ control ယူရဲဆိုရင် center back ကစားသမား၃ယောက်ကပဲလှုပ်တာဆိုညီကိုလေးလည်းမြင်မှာပါကျွန်တော်အတင်းကလည်းဒီ ball control ဘိုင်းကိုသွားရဲဆိုရင်ဒီ စင်တာဘက်ကသမားတွေစီကိုပဲအဓိကတော့ရတယ်။ဒါပေမဲ့ attacking ကိုစားတဲ့အချိန်မှာကျွန်တော်တို့ဒီ white တွေဘက်ကနေစရဲ။ဆို supporting မှာလည်းအဲ့လိုပဲ white တွေဘက်ကနေပဲစရဲ။ဆိုတော့ white တွေဘက်ကနေစတဲ့အချိန်မှာ supporting ရဲ့ဒီ wing back သမားတွေက ကောင်းတဲ့အတွက်သူ sport team မှာတော့တော်တော်အဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော် United မှာကျတော့မမှန်ဘူး။တချို့ပွဲတွေမှာအဆင်ပြေလိုက်၊တချို့ပွဲတွေမှာရုန်းကန်လိုက်ရလည်းဖြစ်နေရယ်။ဆိုတော့ဒီလက်ရှိချိန်မှာ central location မရှိတာဗျာ။ Amorin အနေနဲ့သူလိုချင်တဲ့ကစားသမားတွေမရှိသေးလို့ဆိုတော့တဲ့သူ့ရဲ့ system ကလည်းမရှိရမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော် personally အရာဆိုရင်တော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးဗျာ။ကျွန်တော်ကဒီ central location မရှိတာလက်ရှိချိန်မှာ Amorin လိုချင်တဲ့ကစားသမားတွေ profile ကစားသမားတွေမရသေးလို့လို့ပဲကျွန်တော်ကဒါယုံကြည်ထားနေတယ်။ဘာလို့လဲဆိုတော့ကျွန်တော် central location မရှိဘဲနဲ့ကျွန်တော်ထင်တယ်ဗျာ။ကျွန်တော်ဒီ league တွေကို dominate လုပ်ဖို့ရတော့မဖြစ်နိုင်ဘူး။ဆိုတော့ကျွန်တော်တို့ဒီတချို့ပွဲတွေမှာနိုင်လိမ့်မယ်။တချို့ပွဲတွေမှာမထင်မဖဲနဲ့မှားတာမျိုးတွေလည်းရှိလိမ့်မယ်။ဘာလို့ဆိုတော့ကျွန်တော် game ကို control လုပ်ဖို့ရလိုတဲ့အချိန်တွေအဲ့လိုအချိန်တွေမှာဆိုရင်ဒီ center progression ရှိရာတွေကတော်တော်လေးအရေးကြီးတဲ့အထက်မှာပါတယ်။ဆိုတော့လက်ရှိချိန်မှာတော့အသင်းမှာကအဲ့ center progression လုံးဝမရှိတဲ့ပြဿနာဖြစ်နေတယ်။ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီ mental mental ဘိုင်းပေါ့ဗျာ။ဆိုတော့ဒီ mentality နဲ့ပတ်သက်ရင်လည်းအမော်ရင်းခုနောက်ပိုင်းတွေမှာတော့ရှောက် mention တယ်။ဆိုတော့တကယ်တမ်းတော့သူ ဒီပြီးခဲ့တဲ့ international break ဒါမတိုင်ခင်နဲ့သူတောက်လျှောက် mention တယ်ပြီးတော့ဒီဝဟန်းနဲ့ပွဲတွေဝူဘာဒန်နဲ့ပွဲတွေမှာဆိုရင်လည်းဒီအသင်းရဲ့ကစားသမားတွေရဲ့ mandate ဘိုင်းနဲ့ပတ်သက်ပြီးတော့သူပြောသွားအဓိကကတော့ကျွန်တော်အသင်းရဲ့ကစားသမားတွေတကူရပြီးတဲ့အချိန်ပဲဖြစ်ဖြစ်ပွဲကိုဥဆောင်ပြီးသွားတဲ့အချိန်မှာဆိုရင်ကျွန်တော်အသင်းရဲ့ကစားသမားတွေရဲ့ selection ကအချသွားရပေါ့ဗျာဆိုတော့အဲ့ဟာကိုသူခဏခဏပြောရတယ်ဒါပေမဲ့အဲ့ဟာကြီးကိုသူသိနေတဲ့တဲ့လက်ရှိချိန်အထိတည်းကျွန်တော်အသင်းရဲ့အိုက်ဘိုင်းမှာတိုးတက်မလာအောင်ဆိုတော့ကစားသမားတွေရာပဲတကယ် mandate အရှုရှိနေရလားဒါမှမဟုတ်ဒီ physical level အရနောက်ဆုံး minute တွေကိုရောက်လာတဲ့အခါမှာကစားသမားတွေရဲ့ industry ကတကယ်ကိုကျလာလားဆိုတော့ဟိုကောင်းကောင်းအဖြစ်ရှာတင်တဲ့အချိန်လို့လည်းကျွန်တော်ထင်တယ်လက်ရှိကျွန်တော် United တင်းကအဲ့အားနဲ့ချက်၃ချက်ကိုမပြင်နိုင်သေးဘူးဗျဒီယာဒီတစ်လျှောက်လုံးကဒီလိုပဲသွားနေဦးမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာတခုဒီအကောင်းဘက်ကတွေးကြည့်လို့ရလားဗျကျွန်တော်အတင်းရဲ့အတက်ကင်ပိုင်းကအတိအသာသာတိုးတက်လာတဲ့အတွက်ဒါကချိန်နဲ့ဆရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ transformer ဆိုရင်အတက်ကင်တခုလုံးကိုချိန်လိုက်တယ်ဆိုတော့အဲ့လိုအတက်ကင်တခုလုံးကိုအပြောင်းလဲလုပ်တဲ့အချိန်မှာဒီအတက်ကင်ကတိုးတက်လာတာကိုမြင်ရတဲ့အတွက်အလုပ်ဖြစ်ခဲ့လို့ပြောလို့ရတယ်ဆိုတော့ဒီနောက်နောက်ရနောက် transformer တွေမှာ ဆိုရင်လည်းဒီစန်တယ်မီဖီကသားမတွေခေါ်မယ်စန်တာဘက်ကသားမတွေခေါ်ပြီးတဲ့အချိန်မှာအဲ့ဘိုင်းတွေပါတူးတက်လာတယ်ဆိုရင်တော့အနေထားတစ်ခုတော့ရောက်လာနိုင်တယ်။ဒါပေမဲ့ခုနလိုဒီစန်တယ် progression မရှိဘဲနဲ့343မှာ wide back ကနေပဲအဓိကသွားနေမယ်ဆိုရင်ကျွန်တော်ဒီ Europe ဒီဥရောပပြိုင်ပွဲတွေတို့ကျွန်တော်တို့ဒီ Premier League မှာဆိုရင်လည်း dominate လုပ်ဖို့ရတော့အခက်မယ်။လက်ရှိအခြေအနေရဆိုရင်တော့ကျွန်တော်အသင်းကအခုနောက်ပိုင်းပွဲတွေမှာဆိုရင်လည်းဒီမားတဲ့ပွဲကလည်းဟိုနိုင်တဲ့ပွဲကြရင်လည်းနိုင်ပဲဗျာ။တချို့ပွဲကြော်လည်းမထင်မှတ်နဲ့မားတာတွေကထပ်ပြီးတော့ရှိလာအောင်ပဲအခြေအနေလို့ကျွန်တော်မြင်တယ်။ဆိုတော့ဒါကလက်ရှိ 11の天へ အခြေအနေနဲ့ပတ်သက်ပြီးတော့ဗျာဒီအခြေအနေရောက်လာတဲ့အထိကျွန်တော်မြင်ပြီးတဲ့အပိုင်းတွေကိုဆွေးနွေးသုံးသပ်ထားဖြစ်တယ်။ညီကိုတွေရောလက်ရှိကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေပြီးသွားတဲ့အချိန်ထိဆိုရင်ကျွန်တော်ယာယီဆာကနေအခုချိန်ထိဆိုရင်ကျွန်တော် United အသင်းရဲ့အားအနေဆုံးအပိုင်းကဘာလဲ။အမိုရင်းရဲ့ system မှာရောဒါညီကိုတွေစံဖယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်ရှိတယ်။ဆိုတော့မီဖီကသမားတွေကိုကျွန်တော်အသင်းတကယ်ခေါ်ရင်ရောဒီကွင်းလယ်ပိုင်းကနေပြီးတော့ center location ကနေပြီးတော့ကျွန်တော်တို့ဒီ attacking phase ကိုသွားနိုင်မှာမလား။ system ရောတကယ်သွားပါမလား။ဆိုတော့စတဲ့အပိုင်းတွေကိုလည်းကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးသွားပါအောင်။ကျွန်တော်တို့ရဲ့ Glory United like တဲ့ YouTube channel လေးကို join နေသက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်